နိုင်ငံရေးပညာကန်ကနစိတ်နဲ၍နိုင်ငံရေးစိတ်ပြင်းပြသောနိုင်ငံရေးစိတ်နဲ၍နိုင်ငံတည်ဆောက်ရေးစိတ်ပြင်းပြသောလူ့ဘဝစည်းရဲ့စိတ်အခြေအနေကိုတဆင်ချင်းစီပြောင်းမှ ရမယ်ထင်ပါတယ်ဒီမှာအဓိကချက်နှစ်ချက်ကို တင်ပြခြင်းပါတယ်မြန်မာနိုင်ငံမှာကန်ကနစိတ်နဲပြီးနိုင်ငံရေးစိတ်ပြင်းထန်တဲ့လူဒန်းစားတွေ ပိုလိုပါတယ်။အခုဖြစ်နေတာကတကယ့်နိုင်ငံရေးစိတ်ထက်ဂိုင်းခဏစိတ်ပိုကဲနေတယ်လို့ဖြစ်နေပါတယ်။နိုင်ငံရေးစိတ်ထက်ပါတီဆွဲစိတ်ကြီးလွန်းနေတာတွေ့ရပါတယ်။ရွေးကောက်ပွဲ နိုင်ငံရေးမှာ ပါတီတွေဟာ အခရာကျတဲ့ဇက်ကောင်တွေဖြစ်ပါတယ်။ဒါကြောင့်လည်းပဲနိုင်ငံရေးကိစ္စကို ပါတီပလက်ဖောင်းကလုံရကနေတဆင့်နိုင်ငံရေးစိတ်ထက်ပါတီဆွဲစိတ်ကအရင်ကြီးစိုးသွားတယ်ထင်ပါတယ်။ တကယ့်နိုင်ငံရေးစိတ်ထက်သန်ပြင်းပြဖို့လိုပါတယ်တကယ့်နိုင်ငံရေးစိတ်ထက်သန်မှသာလူ့ဘွဲ့စည်းနဲ့နိုင်ငံတော်ကို နိုင်ငံရေးနည်းအားဖြင့်ကျေးဇူးပြုနိုင်မယ်လို့ကျွန်တော်ယူဆပါတယ်နောက်တစ်ချက်ကနိုင်ငံတည်ဆောက်ရေးစိတ်ပါ state very mindset လို့ဖလှယ်ရမယ်ထင်ပါတယ်စစ်မှန်တဲ့နိုင်ငံရေးစိတ်ဟာတိုင်းပြည်တည်ဆောက်ရေးစိတ်မှာဘဟုပြုထားပါတယ် လူဖွဲ့စည်းတဲ့နိုင်ငံတော်ကိုတဆင့်မြင့်နိုင်မဲ့အပြုသဘောဆောင်တဲ့တီဆောက်ရေးစိတ်နဲ့ချမ်းရံထားပါတယ်။ဒါကြောင့်နိုင်ငံရေးစိတ်ထက်နိုင်ငံတီဆောက်ရေးစိတ်ပြင်းပြထက်သန်ဖို့ဖြစ်ပါတယ်။နိုင်ငံတီဆောက်ရေးစိတ်ဆိုတာဟာလေနိုင်ငံရေးစိတ်ထက်သန်ပြင်းပြခြင်းကနေပေါက်ဖွားလာတာဖြစ်ပါတယ်။ဒါပေမဲ့နိုင်ငံရေးစိတ်ထက်သန်နေုံနဲ့ရက်တန့်ထားလိုက်ရမှာမဟုတ်ပါဘူး။ ်နိုင်ငံရေးစိတ်ကို နိုင်ငံတည်ဆောက်ရေးအပြုမူရောက်အောင်တွန်းတင်အစဉ်မြင်ရမှာဖြစ်ပါတယ်ဒီနေရာမှာအငင်းပွားစရာဖြစ်ကောင်းဖြစ်ပါလိမ့်မယ်နိုင်ငံရေးစိတ်နဲ့နိုင်ငံတည်ဆောက်ရေးစိတ်နိုင်ငံရေးစိတ်နဲ့နိုင်ငံတည်ဆောက်လို့တဲ့စိတ်ဟာအညမညဆက်ဆက်နေပါလိမ့်မယ်နိုင်ငံရေးစိတ်ခံပေါ်မှာနိုင်ငံတည်ဆောက်ရေးစိတ်ကိုတင်ပြီးတည်ထားဖို့ပြောကြင်ပါတယ် နိုင်ငံရေးဆရာဖောင်ဒေးရှင်းဖြစ်ပြီးနိုင်ငံတည်ဆောက်ရေးဆရာထပ်ပိုးတင်ဆောင်ထားတဲ့ပြုမှုချက်ဖြစ်ပါတယ်။နိုင်ငံရေးစိတ်ထက်သန်ပေမဲ့ပညာနည်းလို့နိုင်ငံတည်ဆောက်ရေးကိုမလုံနိုင်တာတွေတွေ့ရပါတယ်။နိုင်ငံတည်ဆောက်ရေးစိတ်ဖြစ်ထွန်းဖို့နိုင်ငံရေးစိတ်မှာပညာပေါင်းထည့်ရမှာဖြစ်ပါတယ်။ပညာပေါင်းမထည့်ဘူးဆိုရင်နိုင်ငံရေးစည်နာတာရှိပြီး နိုင်ငံရေးဉာဏ်မရှိတဲ့နိုင်ငံရေးသမား ဖြစ်နေပါလိမ့်မယ်။ကန်ကနဆွဲစိတ်နဲ့တကယ်နိုင်ငံရေးစိတ်ကို ခွဲခြားနားလည်ကြပါစေ။နိုင်ငံရေးစိတ်ပေါ်မှာ နိုင်ငံတည်ဆောက်ရေးစိတ်ထပ်ပိုးနိုင်ပါစေ။တိုင်းပြည်ကိုကျေးဇူးပြုနိုင်ဖို့နိုင်ငံရေးမှာပညာဉာဏ်ပေါင်းထည့်နိုင်ကြပါစေခမညာ။